ဒါတို့လိုမျိုးအရေးပြားလေဒီပုံမှန်ဆိုရင်တော့ normal လို့တော့ထင်ရတာပေါ့နော်အာဒါပေမဲ့ရေချိုးပြီးရဲ့ချိန်ကြမှာအရေးပြားချောက်ချောက်သွားရဲ့ချိုးရေဆိုရင်ပေါင်နောက်ပိုင်းဒီကုတ်ဝါမျိုးလေးတွေအဲ6ောက်ဒီခြေရှင်းနေမှာဒီကုတ်ဝါမျိုးလေးရှိရယ်ဆိုတော့သူတို့လေးတွေအတွက်ဆိုရင်သုံးတဲ့ဟာတွေဒီ shower gel တွေအစားဒီ body lotion တွေတွေအစားသူတို့လေးတွေအတွက် specialize လုပ်ထားတဲ့ product တွေကိုပဲသုံးရမျိုးဖြစ်ပါတယ် မင်္ဂလာပါကျမဒေါက်တာယူရီပါအေးပြကျမရေးနဲ့လှပကို knowledge sharing နဲ့လုပ်ပေးနေတဲ့အလှပရေးရာဆရာဝန်လည်းဖြစ်တယ်လို့မြို့သမီးကျမရေးကိုဘူဒူတာမြဲမြဝေနေတဲ့ဆရာဝန်လည်းဖြစ်ပါတယ်ဒါတို့ရေပြားရေဒီပုံမှန်ကြီးလိုက်တယ်ဆိုရင် normal skin လို့ပဲထင်ရတယ်ပေါ့ဒါပေမဲ့ရေချိုးပြီးတဲ့အချိန်ကြာရင်ဆိုရင်အဲ့ဒီနေရာလေးမှာဒီကုတ်ရတယ်ပေါင်နှောက်လေးကုတ်ရတယ်စပြီးတော့ရှားလာတယ်အဲ့ချိန်ကြာကုတ်လိုက်တဲ့ချိန်ကြာ6တည်ဆိုတဲ့ခံစားချက်လေးရတယ်ဒါပေမဲ့ body lotion လိမ့်မိမယ်လဲတတဝါမျိုးကြီးလည်းမရှိဘူးအဲ့ဒီဟာတွေက ော့လည်းရေချိုးပြီးတဲ့အချိန်တိုင်းမှာကိုအများနဲ့ဖြစ်နေရမျိုးပေါ့ဆိုတော့ဘာဒီလိုမျိုး skin နေဆိုရင်တို့ဒီတတိထားမှာတစ်ခုကကြတော့ infection ဝင်ဖို့အရင်လွယ်တယ်အာပြီးတော့ပိုပိုပြီးတော့ရားစီတဲ့အကောင်လေးတွေထွက်ဖို့အတွက် ပို့ပြီးတော့လွယ်ကူစီတယ်အဲ့ချိန်ကျရင်ရားလို့ကုတ်ကုတ်လို့တခါပြန်ပြီးတော့အဲဒီသွေးဆူဆူလေးတွေထွက်ထွက်ပြီးရဲ့ချိန်ကျတော့တခါထိုက်ရထိုက်ရတော့အဖက်တွေလန်းဆိုပြီးတော့တန်တရားတွေလဲနေတာပေါ့ဆိုတော့ body lotion တွေလည်းပြောင်းပေါင်းများတဲ့အနေထားတွေရောက်လာတာပေါ့ဆိုတော့ဒီလိုမျိုးလူတွေတော့ကကြတော့ဘယ်အရာတွေကပိုဆိုးစေတယ်လဲဆိုတော့တော်တော်ရေချိုးတဲ့ချိန်ကျရင်ရေဘူးနဲ့ချိုးတာ ရေနွေးကိုရောက်တဲ့ဟာတော့မဟုတ်နော်ရေဘူးကကိုသွားပြီးတော့ချိုးတာပြီးရင်ဟိုအချိန်ကြာကြီးရေချိုးရအမျိုးတွေပေါ့ပြီးတော့နောက်တစ်ခုကိုကိုသုံးတဲ့ဆက်ပြားတွေကကြာတော့လည်းပဲအမြုပ်တွေအရန်ထွက်ပြီးတော့ကိုတခါလေကြာရင် antibacterial ဆိုပြီးတော့အာဟိုနည်းနည်း harsh ဖြစ်ပြီးတော့ဒေါက်တာတို့ရဲ့ဒီအရေးပြား lipids ကြီး protein တွေကိုကိုအာပျက်စီးရလာအောင်ဒီကို harsh ဖြစ်တဲ့ product တွေကိုဒေါက်တာတို့မှားပြီးတော့သုံးနေမိရမျိုးလေးရှိရဲ့အဲ့တော့ပြီးရဲ့အချိန်ကြာအရေးပြားကရေလက်ချိုးပြီးတော့၆တွေပေါ့အဲ့ဒီအချိန်မှာပြန်လိမ့်နေအဲ့ဒီ body ရှင်းနေရကြတော့လေဒေါက်တာတို့ရဲ့ protein နဲ့ lipid တွေကိုပြန်ပြီးဖြည့်ဆွတ်ပေးနိုင်တဲ့ဟာမပါတဲ့အချိန်ကြတော့နေတိုင်းနေတိုင်းဒီတန်တရားလဲတဲ့ဟာကိုပို့ပို့ပြီးတော့စိုးစီရပါဘောဆိုတော့သူတို့၄တွေတဲ့ပေါ့နော်အာသူတို့လေးတွေဆိုတာဒါဒါဘသူ့ကိုအဥတီပြီးတော့ပြောရလဲဆိုတော့ normal skin ပဲဒါပေမဲ့ရားတဲ့ဟာတွေနဲ့ရေချိုးပြီးရဲ့အချိန်ကြာရားတဲ့ဟာတွေနဲ့တွဲနေရတဲ့ဟာတွေတချို့ eczema တွေပါမယ်ဒီ atopic dermatitis တွေပါမယ်အရေပြားလက္ခဏာ တခုခုပုံမှန်တထူးခြားပြီးတော့ပြရနေတဲ့လူတွေတို့ကိုအဲဒါတော့ဥတီပြီးတော့ပြောတာပေါ့နော်ဆိုတော့သူတို့လေးတွေအတွက်ဆိုရင်သုံးတဲ့ဟာတွေဒီ shower gel တွေအားစာ day body lotion တွေတွေအားစာသူတို့လေးတွေအတွက် specialize လုပ်ထားတဲ့ product တွေကိုပဲသုံးရမျိုးဖြစ်ပါတယ်ဒါကြဒီနေ့ယူလာပေးတဲ့ product မှာဆိုရင် biodarma ကနေပြီးတော့ထုတ်ထားပေးတဲ့ ဒီရေချိုးဆက်ပြာရေ body lotion ရေလို့သုံးလို့ရပါတယ်။ဆိုတော့ရေချိုးဆက်ပြာကကြတော့ Etoden Glazing Oil ရေအဒီ body lotion ကကြတော့ Etoden Intensive Balm ရေပေါ့နော်။ဆိုတော့အဒီနှစ်ခုရဲ့ရည်ရွယ်ချက်ကအရေးပြားဘာလို့ပေးရလဲဆိုတော့ရောင်ရမ်းဓာတ်တွေကိုတတ်တာစီဖို့ရတဲ့ဟာတွေကိုလည်းတတ်တာစီဖို့ပြီးတော့ intense hydration ကိုရစီဖို့ပုံမှန်ထက်ပိုပြီးတော့ကို hydrate ဖြစ်အောင် moisturize ဖြစ်အောင်အတွက်လုပ်ထားတယ်ပြီးတော့ဒေါက်တာတို့အပေါ်ဆုံးကအရေးပြားတွေကို ပို့ပြီးတော့ကြမ်းကြမ်းခံနိုင်အောင်တော့ကိုရည်ရွယ်ထားတဲ့ product လေးဖြစ်ပါတယ် ဆိုတော့သူ့ထဲမှာပါတဲ့ ingredients တွေဒီကိုတော့ဒါရှင်းပြဖို့တော့လိုလိမ့်မယ်ဆိုတော့ဒီထဲမှာပါတာကကြတော့နံပါတ်1ကကြတော့ lipiginian လေးပါတယ်သူကဘာလဲဆိုတော့တို့ဒီ biomimetic lipid လို့လည်းသုံးတယ်ပေါ့နော်ဒီ lipiginian လေးကတို့အရေးပြားထဲမှာရှိတဲ့ cells လေးနဲ့ထပ်တူညီပါလောက်ကိုကြတာဖြစ်တယ်ဒီထဲမှာပါတာဖြစ်တဲ့တော့ဒါကိုလိမ့်လိုက်တဲ့အချိန်ကျရင်တို့ငကိုကလေးကဖွဲ့စည်းတိဆောက်ပြီးသားရှိနေတဲ့ involucrin တို့ filaggrin တို့ ceramides တို့ဒီ protein တို့ lipid တို့ကိုသူတခါတည်းဟိုကို replenish change လုပ်ပြီးသားဖြည့်ဆည်းပြီးသားဖြစ်တယ်လို့ပို့ပြီးတော့လည်းထုတ်အားများအောင် produce လုပ်နိုင်အောင်တော့လည်းသူအများကြီးပံ့ပိုးပေးနိုင်တာဖြစ်တယ်အဲ့တော့ဒီလိုမျိုးနီးနဲ့ဒီ lipigenian ဒီတော်တော်တို့ natural lipid protein တွေကိုအစိုးရအများကြီးရအောင်ဒီလိုနီးနဲ့သူကပံ့ပိုးပေးတာဖြစ်ပါတယ်နောက်တစ်ခုကကြတော့ပမီတွားအီသနောအေမိုက် PEA လို့လည်းသုံးတယ်ဖြစ်တယ်။သူကတော့တို့ရဲ့ဒီအပေါ်ဆုံးရေပြားမှာရှိတဲ့ carotenoid size ရဲ့ရောင်ရမ်းမှုကိုအများကြီးကိုကြာဆင်းစေတယ်။ဒါဒီပဲချင်းချရဲ့အရေးပ ါလဲဆိုတော့တို့တို့ဒီကုတ်ကြရယ်လေရေချိုးပြီးရဲ့အချိန်ကြာရားတာ哦ကုတ်တဲ့ချိန်ကြောင့်တခါတည်းရောင်ရမ်းကြတယ် inflame ဖြစ်ကြတာပေါ့နော်အဲ့ဒီဟာကိုသူကအများကြီးတက်တာစီရယ်အားဟာနဲ့တူတူဒီ PE ရေပါတာဖြစ်တဲ့အတွက်ခုနကရားစီတဲ့အကောင်တွေကိုလည်းပဲရားစီတာတွေထုတ်လုပ်မှုတဲ့ဟာတွေကိုလည်းသူကပိတ်ထားပေးနိုင်စွမ်းရှိတယ်အဲ့တော့ဒီ PE ပါတာနေနေကိုကိုတို့ရေချိုးပြီးရဲ့အချိန်ကြာရင်ဆိုရင်ရားပြီးတော့ကုတ်တဲ့ဒီတန်တရားလဲနေတဲ့ဟာကိုဒီ PE ကအများကြီးကိုဆန်းဆောင်ပေးနိုင်တဲ့အထက်မှာပါတယ် နောက်ထပ် technology တစ်ခုကကြတော့ skin barrier therapy ပေးတန်လေးဖြစ်တယ်ဒေါက်တာအဟာလေးကိုအရင်သဘောကြတယ်ဒီဟာဒီတို့တို့အရေးပြားကို infection မဝင်အောင်တွက်ဦးကိုအထူးထုတ်လုပ်ထားတဲ့ဟာလေးဖြစ်တယ်ဒါကနည်းနည်းလေး ဒီစိတ်ဝင်စားစရာအနည်းနဲ့ပြောပြရမယ်ဆိုရင်တော်တော်တို့ဒီအရေးပြားပေါ်ဆုံးမှာ glyco protein receptor လေးဆိုပြီးတော့ရှိရယ်အမြင်အောင်ပြောရမယ်ဆိုရင်ခွက်လေးခွက်လေးတွေအရေးပြားပေါ်မှာခွက်လေးခွက်လေးခွက်လေးတွေရှိနေရယ်လို့ပဲမြင်အောင်ကြည့်ပေါ့နော်ဒီနာမည်လေးတွေက glyco protein receptor လေးလို့နာမည်ပေးထားလိုက်ပေါ့အဲ့တော့အဲ့ဒီခွက်လေးတွေကဟာနေရယ်လွတ်နေရယ်ဆိုရင်သူကဘာလုပ်လဲဆိုတော့အပြင်က bacteria အကောင်တွေကိုသူဒီဝင်ဝင်လာတဲ့ချိန်ချိန်ဖမ်းဖမ်းထားပြီးကတ်ထားတာအဲ့တော့အဲ့ဒီအကောင်တွေကဒီခန္ဓာကိုယ်အရေးပြားပေါ်မှာကတ်တဲ့ချိန်ချောက်တော့တော်တော်တို့ရောင်ရမ်းမှုများတယ် ိုးတွေဝင်တာများတယ်အာ immune တွေကျတယ်ပေါ့နော်အဲ့တော့ဒီ skin barrier therapy patent ကဘာလို့ပေးထားလဲဆိုတော့ခုန glycoprotein receptor လေးအခွက်လေးအခွက်လေးလေးဖြစ်တာတဲ့ဟာကိုသူပိုးမဝင်အောင်ဆိုပြီးတော့ဒီ skin barrier therapy patent ထဲမှာပါတဲ့ဒီ sugar ester လေးကအဲ့လိုဝင်ပြီးတော့နေနေတာပေါ့ ဲ့တော့အပြင်ကအာဒီဘက်တီးရီးယားပိုးမွားတွေကအဲ့ဒီခွက်လေးထဲဝင်လို့မရတော့ဘာဖြစ်လို့လဲဆိုတော့ sugar easter တွေကဒီထဲမှာဝင်နှက်ပြီးသားဖြစ်နေရမို့လို့ဆိုတော့ဒီလိုမျိုးနီးနဲ့အာသူတို့ဒီ technology ရွေချက်ရှိရှိနဲ့ထည့်ထားဖြစ်ပါတယ်အဲ့ဒါကျွန်တော်တို့ဒီအရေးပြားက dry ဖြစ်တယ်ရားတယ်အကုတ်တယ်ဆိုရင်ကျွန်တော်တို့ဒီခုနကဒီခွက်လေးတွေကဟာဖို့အတွက်ပိုးဝင်ဖို့အရန်လွယ်တယ်ဆိုတော့ဒီ technology လေးထည့်ထားတဲ့နေထားဆိုရင်ကျွန်တော်တို့ဒီ infection ဝင်မှု chance အရန်နည်းအောင်အတွက်ကျွန်တော်တို့လုပ်ပေးနိုင်တာဖြစ်တယ်ဆိုတော့အခုဆိုရင်ဒီ ထဲမှာပါတဲ့ ingredient ကြီး၃မျိုးပါဆိုရင်ရှားလေးလည်းတတ်တာစီတယ်ရဟန်းမှုတွေကိုတတ်တာစီရခုနပိုးလေးတွေဝင်တဲ့ဟာတွေကိုလည်းမဝင်အောင်ကာကွယ်ပေးနိုင်တယ်ပြီးတော့နောက်တစ်ခုကကြတော့သူ့အလိုလိုနဲ့ဒေါ်ရိုတို့ငကိုကလေးရခန္ဓာကိုယ်ထဲမှာပါနေတဲ့ natural lipids တွေ protein လေးတွေကိုအများကြီးလှုပ်ဆောင်မှုပေးနိုင်တယ်ဆိုတော့သူ့ ingredient combination ကိုတော့ဒါအရင်ကတော့ကိုယ်သဘောကျမိအရောအမှန်ပဲပေါ့နော် ဲ့တော့ဒီ product လေးနှစ်ခုကိုသူတို့ clinical efficacy ပြထားတာရှိရယ်ဆိုတော့ဘာဥတည်ပြီးတော့သူတို့ research လုပ်ထားလဲဆိုတော့အရေးပြ၆တွေးမှုတွေရှားရံမှုတွေပြီးတော့သူတို့လေးတွေကြောင့်ကလေးလေးတွေဆိုရင်ညာပဲအိတ်မပြောတဲ့ဟာပေါ့ကလေးငယ်ငယ်လေးတွေကကြတော့သူတို့ရှားနေရယ်ဆိုတာကိုဖော်ပြဖို့အရင်ခက်တယ်အဲ့တော့ညာပဲဆိုရင်ထထငိုတာအဲ့လိုမျိုးလေးပဲဖြစ်တာပေါ့ဆိုတော့ဒီဟာလေးတွေတုံးပြီးရဲ့ချိန်မှာဆိုရင်ကလေးငယ်လေးတွေမှာတော့မှာ နှစ်လနေပါကြတဲ့ချိန်မှာ89ရာခိုင်နှုန်းလောက်ထိဟိုကိုဖြစ်နှုန်းကကျဆင်းသွားတယ်ဆိုတာကိုတွေ့ရတယ်။ဆိုတော့တော်တော်ကြီးဟိုကို promising ဖြစ်တဲ့ result တစ်ခုကိုတော်တော်တို့မြင်တွေ့ရမှာဖြစ်ပါတယ်။နောက်တစ်ခုကဒါဆိုရင်ဒီပစ္စည်းကိုဘယ်လိုသုံးရမှာလဲ။နေ့တိုင်းသုံးလို့ရလားဆိုပြီးတော့မေးကြမယ်။ဘယ်လိုသုံးရလဲဆိုတော့တစ်နေ့ကိုနှစ်ကြိမ်မနေ့ချိန်ညချိန်သုံးလို့ရပါတယ်။နေ့တိုင်းသုံးလို့ရပါတယ်။အဲဒါတစ်ခုပြထားတာကကြတော့ဒါ intensive bomb လေးပေါ့နော်။သူ့မှာ tester ပါနှစ်ခုလာတယ်။ အခုတော့ပြထားတဲ့ဘောင်းကကြောင့်တော့သူကနည်းနည်း thick face ဖြစ်တယ်ပေါ့နော်နည်းနည်းပြစ်တယ်ဆိုတော့အည်ပြားကအယံဟုတ်ကို၆သွေးနေတဲ့လူတွေအတွက်ဆိုရင်အယံတင်တော်တယ်ပြီးတော့အယံဟုတ်ကိုရာရနေတဲ့လူတွေအတွက်ဆိုရင်ဒီဘောင်းအော် face လေးနဲ့ဆိုရင်ချက်ချင်းအဆင်ပြေနိုင်တယ်နောက်ထပ် texture တစ်ခုရှိရယ်သူကကြောင့်တော့ gel cream texture လေးခုနကဘောင်းထက်စားရင်ဆိုရင်သူကနည်းနည်းပို့ပြီးတော့ကျဲတယ်ဆိုတော့ formulation ကကြတော့အတူတူပဲအာဒါပေမဲ့ဒီ gel cream texture လေးကပဲချိန်ကျသုံးလို့ကောင်းလဲဆိုဥပမာတို့တို့အာဒီ summer ရောက်သွားတယ်ရာဒီဥရ တို့ပူပြင်းတဲ့အချိန်ဒီမှာသုံးလို့ကောင်းတယ်ပြီးတော့တို့တို့ daily lotion အနေနဲ့သုံးတဲ့အချိန်ကြရင်ဆိုရင်လည်းဒီ jacquin texture လေးကတော်တော်သုံးတဲ့ထဲသုံးလို့ကောင်းတဲ့ထဲမှာပါတယ်ပေါ့အဲ့တော့တို့ဒီမှာ presentation အနေနဲ့ကကြောင့် cleansing wine ကကြောင့်တော့သူ့ထဲမှာပါဒီတစ်မျိုးပဲရှိရဆိုပေမဲ့အာဒီ body lotion ထဲမှာကကြောင့် texture နှစ်ခုနဲ့ထောက်ထားရဆိုတာတော့သိထားဖို့လိုတယ်ပြီးတော့ရာသီဥတုပြောင်းလဲကိုယ့်ရဲ့လိုအပ်ချက်ပေါ်မှာမူတည်ပြီးတော့ပြောင်းပြောင်းပြီးတော့သုံးဖို့တော့တို့ recommend လုပ်ပါတယ် အဲ့တော့ဒီပစ္စည်းလေးတွေကိုဘယ်သူတွေသုံးလို့ရရလဲဘယ် skin type တွေသုံးလို့ရရလဲဆိုရင်ကြတော့တကယ်လို့ကို့မှာက normal skin ရှိနေတယ်။နည်းနည်းတော့ရှားတာပေါ့เนาะအဲ့လိုမျိုးဆိုရင်ကြာတော့ဒါတို့ဒီ daily body lotion အနေနဲ့ကိုတောက်လျှောက်သုံးလို့ရပါတယ်။တကယ်လို့ကို skin က dry to very dry skin ဖြစ်နေရဆိုရင်အဟာကိုလည်း treatment အနေနဲ့ကိုတောက်လျှောက်သုံးလို့ရပါတယ်။အဲပြီးတော့ကလေးလေးတွေရအစားသုံးလို့ရတယ်။အာဒီနေ့ဦးငန်းဆိုပြီးတော့မွေးထုတ်လိုက်ကြတဲ့ကမနှက်ဖြစ်ဟန်ဆိုရင်ဒေဝမ်းမှာကလေးကကလေးလေးတွေကိုတော့မစအောင်လို့ရတယ်ဆိုတော့အဲ့လောက်ထိကိုကိုအဆင်ပြေပါတယ် ဒါပေမဲ့တခုတော့သတိထားစီချင်တာကကြတော့ဒီကလေးလေးရပေါ့နော်ပရန်လေးအနေနဲ့မွေးလာတယ်ရက်လာမစီပြန်နဲ့မွေးလာတယ်ဆိုရင်တော့အဲ့ဒီကလေးလေးဒီကိုတော့သုံးလုံးပိုးတော့မတိုက်တော့ဘူးဒါပေမဲ့ရက်လာစီပြီးတော့အာမွေးတယ်ဒါဒီနေ့ဥငန်းဆိုရင်ကြာတော့မနေ့ဖြန်နေစားပြီးတော့သူတို့လေးသုံးလို့ရပါတယ် ကဲဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ကိုယ့်ရဲ့အသားပိုင်ဆိုင်မှုက normal skin ပဲဒါပေမဲ့ရန်အမှုတွေရှိတယ်အဲရာတက်တယ်ပေါ့နော်ပြီးရင်နောက်တစ်ခု atopic dermatitis တို့အဈေးမတို့ထူးထူးခြားခြားရေပြားပိုင်ရှင်လေးတွေအကြောင်းတော့ဒေါက်တာရဲ့ဒီနေ့ product recommendation ကိုမြင်လိုက်ပြီးရဲ့အချိန်မှာရန်ကိုကိုယ်စင်ပြွားမယ်လို့မျှော်လင့်ပါတယ်ကဲနောက်ဆုံးချိန်လေးကကြတော့ဒီ product လေးကိုစိတ်ဝင်စားနေဆိုရင်တော့ အာဒါတော့ခုပြောတဲ့ Bioderma Forever ဆိုတဲ့ခုတ်လေးနဲ့အတူတူတို့ရဲ့ Viber Channel လေးမှာသွားပြီးတော့ဝယ်ယူလို့ရပါတယ်စိတ်ဝင်စားတယ်ဆိုရင်ဆို55ရာခိုင်နှုန်း discount ရအောင်တော့ဒါတော့လုပ်ပေးထားပါတယ်အဟာလေးရကြတော့နှစ်ပတ်အတွင်းမှာ fill ဖြစ်ပါတယ်ဆိုတော့ဒီ product လေးတွေကိုသုံးပြီးတော့အရန်ကိုကျမ်းမာတဲ့အပားရည်လေးတွေကိုပိုင်ဆိုင်ပါစေလို့ဆုတောင်းပေးပါတယ်